မင်္ဂလာပါခင်ဗျာကျွန်တော်ဆုံမျိုးပါအာကျွန်တော်မိတ်ဆွေတွေနဲ့နောက်တစ်ချိန်ပြန်လည်တွေ့ဆုံဖို့အခွင့်အရေးလေးရလာတာပဲဖြစ်ပါတယ်အာကျွန်တော်ဒီနေ့မျှဝေပေးမယ်အကြောင်းအရာကတော့ကျွန်တော်တို့အချက်၃ချက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ time setting ပေါ့နော်ဒီကားတိုင်ခွက်ထဲမှာအချိန်ဘယ်လိုပြောင်းရမလဲဆိုတဲ့အကြောင်းအရာလေးရယ်နောက်တစ်ခုကရတော့ကျွန်တော်တို့ဒီ engine ရဲ့ RPM ပေါ့နော်အင်ဂျင် RPM နဲ့ပတ်သက်ပြီးတော့မှမျှဝေမယ်နံပါတ်3ကအချက်အချက်ကရတော့ကျွန်တော်တို့ဒီ hybrid ကအများစုမှာပါတဲ့ auto stop အကြောင်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအကျွန်တော်ပြတဲ့ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုဒါလိုက်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ time setting မှာဆိုလို့ရှိရင်ပေါ့ကျွန်တော်ကျွန်တော်တို့ Honda Free တို့ Honda Spy တို့အဲ့ဒီကားအများစုမှာလဲကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ဒီနီလန်ကိုသုံးလို့ရတယ်နောက်တစ်ခုကကျတော့ဒီ engine ရဲ့ RPM ပေါ့ အင်ဂျင်အပီယန်ကရတော့ကျွန်တော်တို့ဒီအဟွန်ဒါအုပ်စုတွေမှာပဲအကျွန်တော်တို့ဒီအင်ဂျင်ပါဝါတေးတဲ့ကောင်တွေပေါ့နော်အကျွန်တော် G6 တို့ GT1 တို့ GT3 တို့ GP1 တို့ G8 တို့အနော် GP3 GP7 Honda Insight ပေါ့နော်အဒီကားအများစုမှာလည်းအကျွန်တော်တို့ဒီအင်ဂျင် RPM အချိန်အတက်ကြလေးတွေအဲအဲ့ဒါနဲ့အင်ဂျင်ပါဝါကျွန်တော်တို့နင်းနင်းတဲ့လောက် ဘာလို့မတက်တာလဲပေါ့နော်ဒီเจ้าရလေးနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်မျှဝေထားရလဲရှိပါတယ်နောက်တစ်ခုကရောက်တော့ကျွန်တော်တို့ဒီ auto stop ပေါ့ hybrid car ပေါ့အဲဒီ hybrid car တွေမှာဆိုလို့ရှိရင်ဒီ hybrid hybrid နဲ့ပတ်သက်တဲ့ car တွေမှာဆိုလို့ရှိရင် auto start stop လေးထည့်သွင်းထားတာပေါ့နော်ဒီเจ้าရလေးကဘလို့လုံးလုံးလဲ auto auto start stop ကဘလို့ရှင်နေမှာအလုံးလုံးလဲပေါ့နော်ဒါမျိုးလေးတွေလည်းကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်နဲ့အတူစပြီးတော့မှလေ့လာကြအောင်ပါကျွန်တော်တို့ဒီမှာတော့나ယူပေါ့နော် နိုင်မြင်နေရပြီဒီအောက်မှာတော့ကီလိုမီတာပေါ့အာเนาะကျွန်တော်တို့ကကီလိုမီတာကိုကျွန်တော်တို့ဒီမှာလဲကီလိုမီတာနဲ့ကြည့်ရင်ကြည့်လို့ရတယ်တခါတလေရောက်လို့ရှိရင်ကျွန်တော်တို့မောင်းနဲ့အညွန်တိုင်းပေါ့ trip A trip B ပုံစံမျိုးနဲ့လဲကြည့်မယ်ဆိုရင်ကြည့်လို့ရတာဖြစ်ပါတယ်အပထမအဦးဆုံးပေါ့ဒီကီလိုမီတာလေးကိုအရင်ရှင်းပြပေးမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီကီလိုမီတာကိုအောက်မှာကျွန်တော်တို့ဒီ cell reset ဆိုတဲ့ခလုတ်လေးပါတယ်ကျွန်တော်အခုပထမတစ်ချက်နှိပ်လိုက်မယ်ဟောအဲ့ဆိုရင် 2.9 km ဆိုပြီးပြတယ်နောက်တစ်ချက်ထပ်နဲ့လဲမယ်ဒါ trip A ပေါ့ trip B ကရောတော့လဲ2.9 km အာတစ်ခါတလေရောက်လို့ရှိရင်ကျွန်တော်တို့ကဟိုကျွန်တော်တို့ kilometer ပြနေတဲ့ kilometer ဘယ်ဘယ်ပြောက်သွားတာလဲပေါ့နော်ဒါကတော့ဒီ trip A trip B နဲ့ပြတာနောက်တစ်ချက်ထပ်နဲ့လဲမယ်နော်အော်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီ kilometer ပြောင်းတာရွှေ့တာရပြီဖြစ်ပါတယ် Honda Free Honda Spike ဒီမှာအတူတူပါပဲဒီမှာ Sell Reserve ဆိုလေးပါတယ်เนาะအဒီအားလေးကိုပြောင်းမယ်ဆိုရင်ကျွန်တော်တိုင်ခွက်ထဲမှာတစ်ချက်ကြည့်ပြီးเนาะအဲအခုကပထမက44503 km ဆိုနေမဲ့တစ်ချက်ရှင်းလိုက်မယ်เนาะနှိပ်လိုက်မယ်เนาะပြောင်းသွားပြီ2.9 km ထွက်ပြီးမှဆိုရင်လည်း2.9 km ဒါသူ့ရဲ့ origin နဲ့44503 km ပေါ့เนาะကျွန်တော်တို့ကား အင်ဂျင်ဝင်လဲမယ်ဆိုရင်လည်းကျွန်တော်တို့ဒီကီလိုမီတာကိုကြည့်ပြီးတော့မှလဲတာဖြစ်ပါတယ်ဒီကီလိုမီတာကကျွန်တော်တို့အသုံးပြုတဲ့ကီလိုမီတာ9000မှာဆိုရင် အင်ဂျင်ဝင်တစ်ချိန်လဲရတယ်ကီလိုမီတာ3000မောင်းပြီးတိုင်းမှာဂီယာဝင်တစ်ချိန်လဲရတာဖြစ်ပါတယ်ခင်ဗျာ အကြတော့ကျွန်တော်စောစောအပြခဲ့တဲ့ Sir Resus ကကျွန်တော်တို့ဒီမှာလဲခလုတ်တစ်ခုရှိတယ်ဒီအောက်မှာပေါ့နော်ဒီအိုင်ဆိုတဲ့အောက်မှာပေါ့နော်အိုင်ဆိုတဲ့အောက်မှာမြင်ရလားမသိဘူးနော် Sir Resus ဆိုပြီးတော့မှခလုတ်လေးတစ်ခုရှိပါတယ်နော်ဒီ Resus Sir Resus ကကြတော့ကျွန်တော်တို့ဒီ time setting လို့ခေါ်တဲ့အချိန်နာရီတွေပြောင်းတဲ့နေရာမှာအသုံးချရတာဖြစ်ပါတယ်เนาะကျွန်တော်ဒါလေးကိုသုံးပြီးတော့မှကျွန်တော်တို့ရဲ့ဒီ car tank ွက်ထဲမှာရှိတဲ့အချိန်တွေကိုပြင်ပြပေးမှာဖြစ်ပါတယ် ျွန်တော်တို့ဒီ reset ခလုတ်လေးရလဲပေါ့နော်ကျွန်တော်တို့အာပေါ့ပထမနှိမ့်လိုက်တဲ့အခါမျိုးမှာအဲကျွန်တော်တို့ဒီကီလိုမီတာကိုအာ trip a trip b ပေါ့နော်မောင်းထားတဲ့အဲကီလိုမီတာကိုအပြောင်းလဲလုပ်မယ်ဆိုရင်လုပ်လို့ရပါတယ်နော်ဒါကျွန်တော်လေးဟိုခလုတ်လေးကိုနှိမ့်ပြမယ်နော်ဒိုင်ခွက်မှာတစ်ချက်ကြည့်ကြည့်အောင်နော် set reset နဲ့ကျွန်တော်တို့ဒီ iron ရဲ့အောက်မှာ set reset နဲ့ကျွန်တော်နှိပ်ပြပါမယ်။ဟောကြတော့2.9 km ထွက်ပြီးမှဆိုရင်လည်း2.9ကီလိုမီတာပါအဲကြတော့ကျွန်တော်တို့ရှေ့မှာလည်းပြင်လို့ရတယ်ကျွန်တော်တို့ power steering ပေါ့နော် power steering အိုင်ရဲ့အောက်မှာလည်း service ဆက်ခလုတ်လေးပါပါတယ်ခင်ဗျာအဲ့ဒါနဲ့လည်းပြင်မယ်ဆိုလို့ရှိရင်ပြင်လို့ရပါတယ်အဲကြတော့ကျွန်တော်တို့ကအခုအချိန်က7နာရီ15မိနစ်ပေါ့နော်7နာရီ15မိနစ်ဆိုတော့ကျွန်တော်နာရီလေးအရင်ရှင်းပြပါမယ်ဥစားပနမကျွန်တော်တို့ဒီအိုင်ကိုတစ်ချက်နှိပ်လိုက်မယ်။နော်နောက်တစ်ချက်ထပ်နှိပ် နောက်တစ်ချက်ထက်နေနောက်တစ်ချက်ထက်နေအဲ့တော့ဒီစာရန်လေးပေါ်လာပြီဆိုလို့ချင်းကျွန်တော်တို့အဒီအိုင်ရဲ့အောက်မှာ cell reset ဆိုတာလေးပါတယ်အဲ့ cell reset ခလုတ်လေးကိုတစ်ချက်ပေးလိုက်မယ်အာတစ်ချက်ပေးလိုက်လို့ချင်းအဲ့ဒီမှာကျွန်တော်တို့ဒီ cell ဆိုပြီးတော့မှပေါ်လာတယ်เนาะ memory i ဆို အိုင်လေးပဲပေါ့ဒီမှာပေါ့နော်မြင်လာမသိဘူးနော်အာဒီအိုင်ကိုသုံးရမယ်အိုင်မှာပဲ up down up down ပေါ့နော်အနေမြင့်သုံးလို့ရတယ်ဆိုပြီးတော့မှဒီမှာလာပြတာဖြစ်ပါတယ်အဲအဲ့တော့အဲ့မှာလာပြပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကနာယီပြန်ရှာကြည့်မယ်အော်ဒါဆိုရင်ကျွန်တော်တို့ဆဲရက်ဇက်ကိုသုံးလိုက်တဲ့အခါမှာနာယီပေါ်လာပြီအဲကျတော့17နာယီဆိုတော့ကျွန်တော်တို့ကအိုင်လေးမှာ up down up down ဆိုတော့ အပေါ်သွားမယ်ငါရှောက်ခေါရှေကို30 17 12နောက်နောက်တစ်ခါ set results ကိုထပ်ပြီးတော့မှနှိပ်မယ်အာအကြတော့အခုကကျွန်တော်တို့ဒီပြန်မယ့်အရှင်က16မိနစ်ဖြစ်သွားပြီ16မိနစ်ဖြစ်သွားတဲ့အခါရောက်တော့ကျွန်တော်တို့ပြန်ပြင်ကြည့်မယ်16ဆိုတော့နော် အာနော်16ဆိုပြီးတော့မှပြင်လိုက်ပြီပြင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ set reset ကိုနောက်တစ်ချက်ထပ်ပေးလိုက်မယ်ဒါဆိုရင်12နာရီ16မိနစ်ဆိုပြီးတော့ပြီးသွားပါပြီခင်ဗျာအဲ့ခါလို့ရှိရင်အိုင်လေးကိုတစ်ချက်ထပ်နေပေးလိုက်အော်ဒါဆိုရင်ကျွန်တော်တို့ဒီနာရီကိုပြင်တဲ့နီးကိုအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးသုံးမယ်ဆိုလို့ရှိရင်တော့ဒိုင်ကော်ထဲမှာနာရီကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Honda Free Honda Spike ကားတွေအတူတူပါပဲဒီလိုမျိုး setting ချိန်ပြီးတော့မှနာရီကိုပြန်ရှင်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Honda Fit အုပ်စုတွေပေါ့နော် Honda Fit အုပ်စုတွေမှာကျွန်တော်တို့အပြောများများနေတဲ့ကျွန်တော်တို့ဆက်နှိုးပြီးတော့မှအလွတ်တန်းနင်းရင်ဘာဖြစ်လို့လီဘာအကုန်မတက်တာလဲပေါ့နော်လီဘာအကုန်မတက်တာလဲဆိုပြီးတော့ဒါကတော့ကျွန်တော်တို့ဒီ digital နဲ့ပြတာပေါ့နော်ကျွန်တော်တို့လက်တန်နဲ့ပြတဲ့ကားတွေမှာလည်းဖြစ်တတ်ပါတယ်အာကျွန်တော်တို့သူကရတော့ကျွန်တော်တို့ဒီ engine ရဲ့ RPM ကို အလွတ်တန်းနေမယ်ဆိုလို့ရှိရင်အပြစ်မထွက်ပြီးပါဘူးအာကျွန်တော်တော်တော်များများလေးလာမေးကြတယ်အခုစုံမျိုးကြီးကျွန်တော်ကတော့ဘောနော်အာဒီလိုမျိုးဘောနော်အင်ဂျင်ကိုဆက်နှိုးပြီးတော့မှအလွတ်တန်းလီပါကိုနင်းတယ်ဒါပေမဲ့အပြစ်မထွက်ဘူးဘောနော်အာကျွန်တော်တို့ဒီ RPM 4000လောက်မှာပဲရက်ပြီးတော့မှဆက်နင်းမရတော့ဘူးဘောနော်ဘာလို့ဖြစ်တာလဲဘောနော်ဒီကောင်တွေကတော့ကျွန်တော်တို့ဒီအင်ဂျင်ပါဝါက1.3 1.5တိဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ဒီဆက်နှိုးပြီးတော့မှအလွတ်တန်းနေမယ်ဆိုလို့ရှိရင်သူက4000 လေးတောင်ကျော်နင်းလို့မရပါဘူးဒါလေးကိုတော့ကျွန်တော်တို့သိထားတင်ပါတယ်အဲဒါဆိုကျွန်တော်စမ်းပြပေးမယ်နော်ကျွန်တော်စမ်းပြပေးမယ်အော်ကျွန်တော်အခုဆက်နိုးလိုက်မယ်ဒါဆိုဆက်နိုးလိုက်ပြီပေါ့ဗျာဆက်နိုးလိုက်တဲ့အခါမှာအဲကျွန်တော်တို့ဒီ engine RPM ကဒီ900 900နီးပါးလောက်ရှိတာပေါ့ဗျာအဲ900နီးပါးဆိုကျွန်တော်ဆက်နင်းလိုက်မယ်เนาะ2000ကျွန်တော်တို့3000ဒါဒီ4000အာနာကိုမယ်ဆက်နင်းလို့မရတော့ဘူး ောဒါဆက်နေလို့မရတော့အင်ဂျင်ကဝုန်းဖြစ်သွားတယ်နော်ဆက်နေလို့မရပါဘူးနော်အဲတော့ကျွန်တော်မိတ်ဆွေတွေဒါလေးကိုလည်းကျွန်တော်အသိပညာဘူဒ္ဓရာတစ်ခုအနေနဲ့မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာအခုပြတဲ့ဒီအင်ဂျင်ရဲ့ RPM က digital snip ဖြစ်နေလို့ပေါ့နော်တခြားသောအင်ဂျင်ပါဝါအနေနဲ့မှလည်းအဲ့လိုပါပဲနော်အင်ဂျင်ပါဝါ1000 1300 1500အင်ဂျင်ပါဝါပေါ်မှာမူတည်ပါတယ်အကျွန်တော်တို့အပြည့်မထွက်ပါဘူးအင်ဂျင်ပါဝါ3-0တို့ဥမာမော်ရယ်မြစ် Crown နေမှာတော့လီဘာနင်းရအပြည့်ထွက်ပြီးပါတယ်နော်ဒါလေးတော့ကျွန်တော်တို့ဒီမှာ तू ကဟိုလုံးဝနင်းလို့မရတဲ့တတ်မှတ်တတ်မှတ်အနေထားလေးမှာဆိုလို့ကျွန်တော်အနီရောင်လေးတွေနဲ့ပြပေးတယ်နော်အနီရောင်လေးနဲ့ပြပေးတယ်เนาะဒါလေးကိုတော့ကျွန်တော်တို့အသိပညာဘူသူဒတခုနေနဲ့မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်မိတ်ဆွေတွေ မဖြစ်မနေတည်တည်တဲ့အရာလေးတခုရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့အဲကျွန်တော်တို့ဒီ hybrid ကားတွေမှာအသုံးပြုတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ mi point နေပဲဖြစ်ဖြစ် brain မေးပြီးတော့မှရန်နာလိုက်တဲ့အခါမျိုးမှာစက်ကို auto တက်ပေးတဲ့ auto start stop ဆိုတာပါပါတယ်အဲကျွန်တော်တို့ဒီ hybrid ကားတွေအများစုမှာပါတာဖြစ်ပါတယ်အဲ့ဒီခါမျိုးမှာကျွန်တော်တို့ကမောင်းနေတဲ့ brake ကိုရက်လိုက်တဲ့အခါမှာ အော်တိုစတက်စတော့ကတတ်တော်တာဖြစ်ပါတယ်တချို့မိတ်ဆွေတွေကမသိတဲ့အခါမျိုးမှာဟာငါကစက်တောင်မနိုးတော့ဘူးဘာဖြစ်တာလဲပေါ့နော်ဒိုင်ကောထဲမှာလည်းအော်တိုစတက်စတော့မီးရပါပါတယ်ဘရိတ်ပြန်လွတ်လိုက်လို့ရှိရင်စက်ကိုအော်တိုပြန်ပြီးတော့မှနိုးတာဖြစ်ပါတယ်အကြောင်းမို့ကျွန်တော်တို့ဒီ hybrid ကားတွေရတခြားကားတွေနဲ့မတူဘူးအင်ဂျင်ဝိုင်အသုံးအသုံးပြတဲ့အခါမျိုးမှာလည်းအင်ဂျင်ဝိုင်က0 20အဲ0 60အဲဒါမျိုးတွေတုံးလာတာဖြစ်ပါတယ်။သူကတော့ကျွန်တော်တို့ဒီအရင်ပေါ့နော် အရင်ကျွန်တော်တို့ဒီမိပွိုင်းနေမှာရင်းရံနာလိုက်တဲ့အနေထားမျိုးမှာဆိုလို့ရှိရင်အင်ဂျင်ကိုတတ်ပစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအဲ့ဒီအချိန်မှာတက်လိုက်ပြီး auto start တော့အလုံးလုံးလိုက်ပြီးဆိုတာနဲ့အပေါ်မှာအင်ဂျင်ဝိုင်လုံးဝမရှိတော့ဘူးဘရိတ်ပြန်လွတ်လိုက်မှပဲအဲ့ဒီအင်ဂျင်ဝိုင်ကအပေါ်ကိုပြန်ရောက်တာဖြစ်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့ဒီတခြားကားတွေနဲ့မတူဘဲနဲ့ hybrid အင်ဂျင်ဝိုင်ဆိုပြီးတော့မှတည်တံ့ထောက်တာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်စမ်းမောင်းပြပေးပါမယ် ှာ auto start stop အလုပ်လုပ်နေပါပြီ auto stop ရေးထားပါတယ်ဟောဒါဆိုရင်ကျွန်တော်အင်ဂျင်ကသူ့ဘာသာသူ auto ပြန်နိုးတယ်ဒါလို့ကျွန်တော်ပြန်ပြီးတော့မှ brake ကိုနင်းလိုက်မယ်ဆိုလို့ချင်းရင်သူ့ဘာသာသူပြန်ဖမ်းသွားတယ်အင်ဂျင်ကိုပြန်တပ်ပြီးထားဖြစ်ပါတယ်ဒီအကြောင်းအရာလေးကလည်းကျွန်တော်မိတ်ဆွေတွေဘူးဒုတရရစီဖို့အတွက်မျှဝေပေးနေတာဖြစ်ပါတယ်။ကျွန်တော်ဇော်မျိုးပါခင်ဗျာ ကာနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအွန်လိုင်းကနေပြီးတော့မှ အခမဲ့မျှဝေပေးနေရဖြစ်ပါလေခင်ဗျာကျွန်တော်တို့တူနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ